မြန်မာနိုင်ငံမှာအလောက်အကန်အခွင့်အလမ်းနဲ့နည်းပညာတွေကိုဦးစားပေးတဲ့ရင်းနှီးမြှုပ်နှံမှုတွေလိုအပ်တယ်လို့ဂျာမနီကိုရောက်ရှိနေတဲ့သမ္မတဦးသိန်းစိန်ကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုတော့ခွန်ဘသာတင်ဆက်ထားတာပါရှင်နိုင်ငံချစ်ချီကြီးအတွက်ဂျာမနီနိုင်ငံကိုရောက်ရှိနေတဲ့သမ္မတဦးသိန်းစိန်ဟာ စက်တင်ဘာလ3ရက်နေ့ကဂျာမနီနိုင်ငံဘာလင်မြို့မှာဂျာမနီဝန်ကြီးချုပ်အင်္ဂလာမာကဲနဲ့ပူးတွဲပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်တာပါ။အလောက်အကန့်ခွင့်လန်းတင်တဲ့နည်းပညာတွေအပြင်စီးပွားရေးအောင်မြင်မှုရှိမယ်ဆိုရင်ဒီမိုကရေစီကိုလည်းအလွယ်တကူရရှိနိုင်တဲ့အကြောင်းမြန်မာနိုင်ငံဟာဒီမိုကရေစီသက်တမ်းသုံးနေတာရှိသေးတဲ့အတွက်အခက်အခဲတွေရှိတဲ့အကြောင်းသမ္မတဦးသိန်းစိန်ကပြောပါတယ်။ဂျာမနီဝန်ကြီးချုပ်ကတော့အစိုးရတည်တက်လာတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံဟာအကောင့်ဘက်ကိုဦးတည်နေပေမဲ့မီဒီယာလွတ်လပ်ခွင့်တွေဟာဆိုရင်အားနည်းနေသေးတဲ့အကြောင်းမြန်မာနိုင်ငံဟာအာရှမှာအဆင်ရဆုံးဖြစ်ပြီးတိုင်းရင်းသားပေါင်းစုံရှိတဲ့နိုင်ငံမှာလာမယ့်2025ရွေးကောက်ပွဲဟာလွတ်လပ်မြတ်တပြီးပွင့်လင်းမြင်သာမှုရှိတဲ့ရွေးကောက်ပွဲဖြစ်ဖို့ဂျမနီဝန်ကြီးချုပ်ကရှင်းလင်းပွဲမှာတိုက်တွန်းခဲ့ပါတယ်ဒါစ်ဝီယာ nicht handeln könnten von den baltischen Ländern aufgenommen wird, ohne dass wir bestehende Verträge verändern. ဒါအပြင်ပြခဲ့တဲ့ဖေဖော်ဝါရီလ9ရက်နေ့ကဂျာမနီသမ္မတနဲ့အတူဂျာမနီအစိုးရဝန်ကြီးအဖွဲ့ဝင်တွေလွတ်တော်အမတ်တွေနဲ့စီးပွားရေးလုံခြုံရေးတွေဟာမြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ပြီးမြန်မာကဂျာမနီနိုင်ငံအပေါ်တင်နေတဲ့အကြွေယူရိုငွေတန်တထောင်ကျော်ကိုလည်းတဝဲလောက်ဖြည့်လျှော့ပေးခဲ့ပါတယ်။ဂျန်တဲ့ယူရိုငွေတန်940ကျော်ကိုတော့အတိုးနှုန်းနည်းနည်းနဲ့15နှစ်ပြန်ဆရမှာဖြစ်ပါတယ်။သမ္မတဦးသိန်းစိန်ဟာပြခဲ့တဲ့နေ့ရက်နေ့ကဂျာမနီနိုင်ငံကိုရောက်ရှိခဲ့တာပါ။သူ့ရဲ့ဂျာမနီနိုင်ငံခရီးစဉ်မှာ ဂျမနီဝန်ကြီးချုပ်အင်္ဂလာမက်ကဲနဲ့ဂျမနီစစ်ပွဲရေးလုံငန်းရှင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။တမ်ဒောက်တင်စိန်ဟာဂျမနီဆွစ်ဇာလန်နဲ့နယ်သာလန်နိုင်ငံတွေကိုဆက်ရက်အကြသွားရောက်မှာဖြစ်ပြီးဂျမနီနိုင်ငံခရီးစဉ်ပြီးရင်တော့ဆွစ်ဇာလန်နဲ့နယ်သာလန်နိုင်ငံတွေကိုခရီးဆက်မှာဖြစ်ပါတယ်။ကျွန်တော်ခွန်ပါတာပါ။